ခရိယန်တွေကိုအပြိုကနေမွေးတာမဖြစ်နိုင်ဘူးပြောကြပြီးဗုဒ္ဓဘာသာမှာတော့လိမ္မူကိစ္စမရှိဘဲနဲ့ချက်ကိုလက်နဲ့တူပြီးကလေးမွေးတာတော့ယုံကြတယ်နော်တဲ့ဖယားဟောဆက်ပေါ့နော်သူဝနာတာမဆက်လေးတလားအဲ့ထဲမှာတော့အရင်ခက်ကတော့ဘယ်လိုများရေးခဲ့လဲမသိဘူးကိုကလောင်လောင်နာတော့လည်းမဟုတ်ဘူးပေါ့နော်ဒါပေမဲ့စိတ်ထဲမှာလည်းအဲ့လိုမျိုးရလဲကကြိကကြိလေးဖြစ်ပြီးတော့ဒီခက်နဲ့ကြတော့လည်းနည်းနည်းကွာဟန်နေတာမျိုးပေါ့နော်အဲ့ခက်ကပဲတိုင်ရေးစရာတွေက ကွညွန့်ပြီးတော့မယ်ဝင်ကားဖို့ဒီအလင်္ကာလေးနဲ့ရေးခဲ့တာပေါ့ထင်တာဘာလဲဆိုတော့လေသူ့အဖေဒီသူဝနတာမရဲ့အဖေနဲ့အမေ father and mother ပေါ့ကွယ်သူ့ဖေဒုက္ခတာနဲ့ပါဠိကအဲသူ့ဝနတာမကိုထွက်ဖို့ဆိုဒုက္ခတာနဲ့ပါဠိကကလာချက်တော်ကိုလက်တော်နဲ့ရစ်လိုက်တာသူ့အဖေကသူ့အမေရဲ့ချက်ကိုလက်တော်နဲ့ရစ်လိုက်ပြီးတော့မှသူ့နာတာမကြီးထွက်လာတာ ဟေးလို့သူ့ဖေနဲ့သူ့မေရမ်းစွမ်းတာပဲလက်နဲ့ရင်းအောင်နဲ့နေဘိုက်ကြီးတယ်တော့တဲစွမ်းတာလို့သာဟဲ့မျက်စောင်းလေးအရင်ခက်ကလို့လက်နဲ့ရှိရုံမျက်စောင်းလေးထိုးရုံနဲ့နေလို့တကြားရည်စင်တောက်ရုံနဲ့နေလို့ဘိုက်ကြီးတဲ့ခက်ဟာလို့အရန်အရန်မြန်တယ်လူဖြစ်မြန်တယ်လို့ပြောလာဒီခက်ဆွမ်းတာလူနဲ့ပြရအောင်လေဒါမှမဟုတ်ရင်ပဲဒီနားကြားလို့ကောင်မူစကူဒူးတာကိုပဲနားကြားလို့ကောင်ချက်တော်ကိုလက်တော်နဲ့ရစ်လိုက်တယ်လို့ပဲပြောလိုက်တာလားလားမသိဘူးပဲ ဒီခေတ်ကျတော့လည်းနည်းနည်းရည်စရာကြီးဖြစ်နေတာပေါ့နော်လောင်တာတော့မဟုတ်ဘူးတစ်တာဒါကြကြရတယ်ကျမတို့လည်းငရေအိုးတဲ့တွေကိုအရှင်လက်နဲ့တည်းသူတို့ပြောတာနဲ့ဒီငရေအိုးတဲ့ကိုပြောင်းနေအမကျမဆက်စင်းသားတယ်ဟဲ့လို့ချက်တော်ကိုလို့လက်တော်နဲ့ရင်းလိုက်တာလို့ဒီလိုဟိုနိုင်လက်တန်လားနိုင်ဘျောင်းမြန်နဲ့ရစ်တာလားဘယ်ရစ်လားညာရစ်လားဟုတ်ပြီလို့ရစ်တာတော့ဟုတ်သွားပြီလို့ရစ်တယ်ဆိုအင်းအပေါ်ကနေရစ်ပေးလိုက်တာလားဒါမှမဟုတ်အင်းလှန်ပြီးတော့များရစ်ပေးလိုက်တာ ဘယ်ချိန်မှရစ်တာလဲပေါ့ဟဲ့အယောက်လေအယောက်စိတ်ဝင်စားတာတဲ့လားဟဲ့တို့ဒုက္ခလာနဲ့ပါရိကဟိုလို့ဒုက္ခလာတို့ပါရိကဟိုလို့ညမှာရစ်ပေးလိုက်တာလားဒါမှမဟုတ်နေခင်းကြောင်တော့နေရသူ့ကိုရစ်ပေးလိုက်တာလားပေါ့နော်အဲ့ဒါစဉ်းစားစရာတဲ့လားအဲ့ဒီဇက်ကွက်ကြီးတစ်ခုလုံးမှာလေအဲ့ဒီဟာစိတ်ဝင်စားစရာပေါ့ဟဲ့ဖြစ်နေတာပေါ့စိတ်ထဲမှာဘဝင်မကြနေရည်စရာဖြစ်နေတယ်ဒီတက္ကမဘာသဘောနဲ့ပြောတယ်ဆိုတာကိုတော့ကြည့်ရတဲ့လူတွေသိမှာပါနော် သို့တော်လည်းပဲတချို့လူတွေဖျားဟုတ်ကိုတန်တရာမဖြစ်အောင်လို့ဦးဇင်းနည်းနည်းပြောပြပါမယ်။ပါရဇိကံအထကထာမှာကာမကိစ္စမပါဘဲနဲ့ကိုယ်ဝန်တည်နိုင်ခြင်း9မျိုးရှိတယ်လို့ဖော်ပြထားပါတယ်။အဲ့ဒီ9မျိုးကဘာတွေလဲဆိုရင်တယာကစိတ်နဲ့ကိုယ်လက်နှိမ့်တော်ပွေဖက်သဖြင့်တည်နိုင်ခြင်း။နှစ်ယာကစိတ်နဲ့ခန္ဓာကိုယ်ရှိအဝတ်ပစိုးတို့ကိုထိတွေ့ကြံတွယ်သဖြင့်တည်နိုင်ခြင်း။၃ယာကစိတ်နဲ့ တုတ်ရည်ကိုမြို့သိမ်းသဖြင့်တည်နိုင်ခြင်း၄ညာကစိတ်နဲ့ချက်ကိုတုံးသက်သဖြင့်တည်နိုင်ခြင်း၅ညာကစိတ်နဲ့တဆိတ်ဆိတ်ကြည်ချင်းဖြင့်တည်နိုင်ခြင်း၆ညာကစိတ်နဲ့အနံ့ကိုရှူရှိုက်သဖြင့်တည်နိုင်ခြင်း၇ညာကစိတ်နဲ့အပံကိုနားထောင်သဖြင့်တည်နိုင်ခြင်းတို့ပဲဖြစ်ပါတယ်။ဒါဟာကာမကိစ္စမပါဘဲနဲ့ကိုယ်ဝန်တည်နိုင်ခြင်း၇မျိုးပဲဖြစ်ပါတယ်။သို့တော့အဆိုပါကိုယ်ဝန်တည်နိုင်ကြောင်း၇မျိုးဟာ အလွန်အလွန်ဖြစ်နိုင်ခဲတာကြောင့်တခါတရံမှဖြစ်တယ်လို့ဆိုပါတယ်အမြဲတမ်းမဖြစ်ပါဘူးနော်အဆိုပါကိုဝန်တည်နိုင်ကြောင်း9မျိုးထဲမှာချက်ကိုသုံးသပ်တဲ့ဖြင့်တည်နိုင်ခြင်းဆိုတဲ့အချက်ပါတာကြောင့်ဖရာအလောင်းသောနာကာမဟာအဲ့ဒီအချက်နဲ့မွေးတာဖြစ်ပါတယ်ဒါကိုယုတ်တိရှိပါသလားလို့မေးရင်ယုတ်တိရှိပါတယ်လို့ပဲဖြေရမှာဖြစ်ပါတယ်ဘာကြောင့်လဲဆိုရင်ဘိုင်းအောင်နဲ့ဘိုင်းနှံတို့သည်မိုးချင်းတံကိုကြား၍ကိုဝန်ယူကြတယ်လို့ဆိုပါတယ် ဒါကိုစာတင်ပို့တဲ့ယဟန်မှန်သမျှသိပါတယ်။နောက်ပြီးတခါတည်းကမှတချို့သောကျမတို့သည်ကျက်ဖားဤတွန်တန်ကို ကြားရသဖြင့်ကိုဝန်ယူရတယ်လို့ဆိုပါတယ်။ဦးစင်းရဲ့အတိတ်တယောက်တကားအိမ်မှာကျက်တညင်လေးတွေမွေးထားတာတွေ့လို့ဒီကျက်တညင်လေးတွေဘယ်ကပေါက်တာလဲလို့မေးတဲ့အခါမှာသူ့အိမ်ကရှိတဲ့ကျက်ကြီးကပေါက်တာလို့ပြောပါတယ်။ကျက်ကြီးကကျက်တညင်ပေါက်သလားလို့မေးတဲ့အခါမှာသူ့အိမ်ရှိချောင်းတစ်ဖက်ကအိမ်က ချက်တင်ရင်ရဲ့တွန်တန်ကိုကြားလို့ဒီလိုချက်သေးသေးလေးတွေပေါက်တာပါလို့ပြောပါတယ်။ဒါဟာလက်တွေ့ပဲဖြစ်ပါတယ်။ဂျိုင်းအောင်နဲ့ဂျိုင်းနန်းတို့တောင်မှမိုးချင်းတန်ကြား၍ပုံဝန်ယူသေးရင်တခါတရံမှာတချို့သောကျမတို့တောင်မှချက်ဖားဤတွန်တန်ကိုကြားရ၍ပုံဝန်ယူသေးရင်ချက်ကိုလက်နဲ့သုံးသက်တာကြောင့်သောနာတာမကိုမွေးတဲ့ဆိုတဲ့အချက်ဟာကျုပ်တိရှိပါတယ်နော်။သို့တော်လည်းပဲတခါတရံမှဖြစ်တယ်ဆိုတာကိုတော့သိထားဖို့လိုပါတယ်။နားလည်ကြပါစီနော်။ ခရိယန်တွေကိုအပြိုကနေမွေးတာမဖြစ်နိုင်ဘူးပြောကြပြီးဗုဒ္ဓဘာသာမှာတော့ဒိမှုကိစ္စမရှိဘဲနဲ့ချက်ကိုလက်နဲ့တူပြီးကလေးမွေးတာတော့ယုံကြတယ်နော်တဲ့ဒီမန့်ကသူဝနတာမဇတ်တော်ကိုရှောင်ပြောင်ပြီးပြောဆိုထားတဲ့အတွက်သူစဉ်တုတ်ပြန်ပြီးပြောဆိုထားတဲ့ပိုထဲမှာလာမန့်ထားတာပါနော်ကြည့်ထားကြနော်ကိုယ့်ရဲ့ဗုဒ္ဓဘာသာဝင်လူတစ်ယောက်ကကိုယ့်ဘာသာရဲ့အကြောင်းကိုဂက္ခနာနာမတိပဲထင်ရပြောလိုက်တဲ့အတွက် အခုဘာသာခြားကတန်းလာမိပြီနော်တဝနာတာမဇတ်တော်မှာတန်ဝါသမပြူပဲနဲ့ချက်ကိုလက်နဲ့ရစ်လို့တဝနာတာမလေးကိုမွေးတယ်ဆိုတာကချက်ကိုလက်နဲ့ရစ်ပေးတဲ့လူလည်းရှိတယ်ချက်ကိုလက်နဲ့ရစ်တဲ့အကြောင်းတရားလည်းရှိတယ်နောက်ပြီးတဝနာတာမမှာဒုက္ခလနဲ့ပါရိဂါဆိုတဲ့မိဘနှစ်ပါးလည်းရှိတယ်နော်ကဲဒကာတော်တို့ကိုးကွယ်တဲ့ခရစ်တော်ယေရှုရဲ့မိခင် မေတော်မာရီကိုကြည့်လိုက်ပါ မေရောမာရီဟာတန်ဝါတာလည်းမပြုချက်ကိုလက်နဲ့လည်းမရစ်ဖဲနဲ့အပြိုသင်ကနေပြီးတော့ခရစ်တော်ယေရှုကိုမွေးတယ်ဆိုပြီးလက်ခံယုံကြည်ကြတယ်ခရစ်တော်ရဲ့မိခင် မေရောမာရီရဲ့ဖြစ်စဉ်နဲ့တဝနာတာမဇတ်တော်ရဲ့ဖြစ်စဉ်တစ်ခုရှင်းကြည့်လိုက်ပါဘယ်ဟာကပို့ပြီးတော့အဓိပ္ပာယ်ရှိမယ်ထင်လဲအတွေးခေါ်ရှိတဲ့သူအသိဉာဏ်ရှိတဲ့လူဆိုရင်တူဝနာတာမဆက်တော်ကအတိတ်ပဲရှိတယ်ဆိုတာကိုလက်ခံကြလိမ့်မယ်เนาะအခုနေမြာ အပြိုစင်မိန်းကလေးတယောက်ကလင်ကောင်မပေါ်ပဲကလေးမွေးကြည့်ပါနော်လင်ကောင်မပေါ်ပဲကလေးမွေးတဲ့အတွက်ကြောင့်မိမမြတ်ဖြစ်တယ်ဆိုပြီးဘယ်သူကမှလက်ခံယုံကြည်မှာမဟုတ်ဘူးအားလုံးကကဲ့ရဲ့အပြစ်တင်ကြလိမ့်မယ်နော်အဲ့ဒီတော့ပြောကျင်တာကဒကာတော်တို့ခရိယန်တွေရဲ့ဝါဒကအကြောင်းမဲ့ဝါဒဗုဒ္ဓဘာသာရဲ့ဝါဒကအကြောင်းကျိုးဆက်ဆက်တဲ့ဝါဒအကြောင်းကျိုးဆက်ဆက်တဲ့ဝါဒတဲကိုဒကာတော်တို့ရဲ့အကြောင်းမဲ့ဝါဒလာထည့်ပြီးတော့ တမ်းမငိမ့်နဲ့မရဘူးနော်ဦးစင်အဲ့ဒါပဲပြောချင်တယ်ဖုံဖုံတို့ဘာလို့ထမင်းမချက်ရတာလဲမသိလို့မေးတာနော်ပြင်းလို့မချက်ရတာလားဖုံဖုံတို့ကိုယ်တိုင်ကအဲ့လိုမျိုးလိုက်တောင်းစားနေတော့တပည့်တော်တို့ဒီလဲတောင်းစားခြင်းတဲ့စိတ်ရှိလာတာအမှန်ပဲဖုံဖုံရဲ့တဲ့ဦးစင်တို့ယဟန်တွေကိုပါဠိလိုဘိက္ခုလို့ခေါ်ပါတယ်ဘာကြောင့်ဘိက္ခုလို့ခေါ်တာလဲဆိုရင်ဘိက္ခဏတီလောယာစနတီလောဘိက္ခု ဆွာခံပြီးတောင်းစားတတ်တဲ့အတွက်ကြောင့်ဘိက္ခုယဟန်လို့ခေါ်တာတဲ့အဲ့ဒီလိုဆွာခံပြီးတောင်းစားတဲ့အကျင့်ကိုကဥစဉ်တို့ယဟန်တို့ရဲ့အကျင့်လေဘာကြောင့်ဆွာခံပြီးတောင်းစားရတာလဲဆိုရင်မြတ်စွာဘုရားကဥစဉ်တို့ယဟန်တွေကိုစာပေတင်ကြားတရားဟောပြောခြင်းပရိယတိဒူရနဲ့တရားအားထုတ်ခြင်းပရိပတ်တိဒူရဆိုတဲ့ဒူရနှစ်ဖြာတာဝန်ကိုချမှတ်ပေးခဲ့တယ်ယဟန်မှရင်ဤတာဝန်နှစ်ရက်စလုံးကိုတော့၎င်း သို့မဟုတ်တရရက်ကိုတော့လကောင်ထမ်းဆောင်ရမယ်ဤတာဝန်နှစ်ရက်ကိုထမ်းဆောင်နိုင်ဖို့အတွက်မြတ်စွာဘုရားကတချို့သောအရာတွေကိုလျှော့ချခိုင်းခဲ့တယ်ဘလောက်အထိလျှော့ချခိုင်းခဲ့တယ်လဲဆိုရင်ယဟန်တွေကိုညှတာတောင်မှစားခွင့်မပေးဘူးเนาะယဟန်တွေကချက်ပြုတ်ပြီးစားရမယ်ဆိုရင်ချက်ပြုတ်စားရတာတခုတည်းနဲ့မပေးဘူးအဲ့ဒီချက်ပြုတ်စားနိုင်ဖို့အတွက်ကိုလည်းရှာရဖွေရအောင်မယ် ဒါဆိုရင်လူတွေနဲ့ဘာထူးတော့မှာတော့เนาะလူတွေလိုပဲရှာဖွေပြီးချက်ပြုတ်စားတော့နေရမယ်ဆိုရင်ယဟန်တွေဟာဤတာဝန်နှစ်ရက်ကိုဘယ်လိုလုပ်ပြီးတော့ထမ်းဆောင်ခြင်းရှိတော့မှာလဲဒါကြောင့်ယဟန်တွေဟာစွန့်ခံပြီးတောင်းစားရတယ်ဆိုတာဟာဤတာဝန်နှစ်ရက်တရရက်ကိုထမ်းဆောင်ဖို့ဖြစ်တယ်เนาะဦးဇင်းတို့ကိုကိုွယ်တဲ့မြတ်စွာဘုရားကိုတော်တိုင်ကလည်းပဲစွန့်ခံပြီးဖုံးပေးခဲ့တယ်ဒါကိုမသိဘဲနဲ့တပည့်တော်တို့လည်းအားကြပြီးတောင်းစားကြလိုက်တာဆိုရင် တောင်းစားဖို့ယဟန်ဆိုတဲ့အသည့်နဲ့လှူမာတော့မဟုတ်ဘူးတနာတယ်ဆိုတဲ့အသည့်နဲ့ပဲပြေးလိုက်လိမ့်မယ်နော်အရှင်ဖရာတပည့်တော်မေခွန်းမေလျှောက်ခွင့်ပြုပါဖရာတပည့်တော်ကိုနဝင်းဝင်ပါတယ်ဖရာတပည့်တော်ကိုနဝင်းပြတ်သွားပါတယ်ဒါကိုတချို့ကပြောပါတယ်စီးပွားပြတ်တတ်တယ်လို့ဟုတ်လားမဟုတ်လားသိကျင်လို့ပါဖရာပြောပြပေးတော်မူပါဖရာတဲ့မဟုတ်ပါဘူးအဲ့ဒါတွေက၆ပြီးတော့ပြောတဲ့စကားတွေပါနော်သင်္ကာလတော့မှာ စီးပွားဥစ္စာပြည်ကြောင်းတရား6ပါးကိုမြတ်စွာဘုရားဟောကြားထားပါတယ်။အဲ့ဒီ6ပါးကဘာတွေလဲဆိုရင်1အရက်သေးစားတောက်စားခြင်း2အခါမဲ့သွာလာခြင်း3ပွဲလန်းသဖြင့်ကြိရှိခြင်း4ညောင်းကစားလုပ်ခြင်း5မကောင်းသောတငယ်ချင်းမိတ်ဆွေများကို ပေါင်းသိမ်းခြင်း6ကြည်ညိုခြင်းတို့ပဲဖြစ်ပါတယ်။ဒါဟာစီးပွားဥစ္စာပြည်စီကြောင်းတရား6ပါးပဲဖြစ်ပါတယ်။လူတွေစီးပွားဥစ္စာပြည်စီရတာဟာ ဲ့ဒီတရား၆ပါးကြောင့်ပြည့်စည်တာဖြစ်ပါတယ်ကိုနေဝင်ပြတ်တာမပြတ်တာနဲ့ဘာမှမဆိုင်ပါဘူးเนาะအရှင်ဘုရားဖုန်ကြီးကြောင်းလာဆောက်တဲ့လက်သမားဆရာဟာထမင်းစားချိန်မစားခင်အရက်တစ်ခွက်တောက်တယ်စေးအဖြစ်တဲ့အပြည့်ရှိလားဘုရားတဲ့အရက်တောက်တတ်တဲ့လူတွေဟာအရက်တောက်ချင်လာပြီဆိုရင်ခေါင်းစဉ်အမျိုးမျိုးတက်ပြီးတောက်ကြပါတယ်တချို့ကစိတ်ညစ်လို့တောက်တာတဲ့တချို့ကပျော်လို့တောက်တာတဲ့ဟောတချို့ကြတော့လည်းပဲ ။တရက်ကိုစေးပြစ်ဝါပြစ်တောက်တာတဲ့။ဘယ်လိုပဲခေါင်းစဉ်အမျိုးမျိုးတက်ပြီးတောက်တော့တရက်တောက်တာကတောက်တာပါပဲ။ဦးစင်းတို့ငငယ်တုန်းကဆရာတော်ကြီးတစ်ပါးအနာပေါက်တဲ့အတွက်ကြောင့်အကြိုက်ခဲပြောက်အောင်ဆိုပြီးမမဆေးဆရာကဆရာတော်ကြီးကိုစေးပြစ်ဝါပြစ်တနည်း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 နဲ့အရက်တိုက်ပါတယ်။ဆရာတော်ကြီးဟာအရက်ကိုစေးပြစ်ဝါပြစ်တနည်း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 တောက်ရင်ကနေပြီးကြာလာတဲ့အခါမှာအရက်ဆွဲပြီးတော့ တနေ့ကိုတစ်ခွက်တစ်ဖလားမတော့ရရင်မနေနိုင်တဲ့အထိဖြစ်သွားပါတယ်။ပျက်စီးသွားတာပါနော်။ဒါကြောင့်အရက်ကိုဘလို့ကောင်းစင်နဲ့ပဲတောက်တော့အရက်တောက်ခြင်းဟာလူကိုပျက်စီးစေပါတယ်။ဒါဆိုရင်အရက်ကိုစေးပြစ်ဝါပြစ်တောက်လို့မရဘူးလားလို့မေးစရာအကြောင်းရှိပါတယ်။မဟုတ်ပါဘူးတောက်လို့ရပါတယ်။တောက်တယ်ဆိုတဲ့နေရာမှာဖျားပေးတဲ့နေအတိုင်းတောက်ရမှာပါ။ဖျားကဘလို့ပေးတယ်လဲဆိုရင်မဟာဝါပါဠိတော်မှာယဟန်တပါးဟာဥယျအနာပေါက်ပါတယ်။ အဲ့ဒီဥယျာဉ်အနာဟာအရက်ကိုစီးနဲ့ရော့ချက်ပြီးတောက်မှပျောက်တဲ့အနာမျိုးဖြစ်တဲ့အတွက်ကြောင့်သင်မသိဖျားရှင်ထံလျှောက်ထားတဲ့အခါမှာမြတ်စွာဘုရားက အရက်ရဲ့အနံလဲမထင်ရှားအစင်းလဲမထင်ရှားအရသာလဲမထင်ရှားဘူးဆိုရင်တောက်ခွင့်ရှိစေလို့ခွင့်ပြုတော်မူခဲ့ပါတယ်။ဒါကြောင့်အရက်ကိုစေးပြေဝါပြေတောက်ချင်တယ်ဆိုရင်အခြားသင်တော်မဲ့အရာများနဲ့အရက်ကိုရော့ချက်ပြီးအရက်ရဲ့အနံလဲမထင်ရှားအစင်းလဲမထင်ရှား အရသာလည်းမထင်ရှားအောင်လုပ်ပါအဲ့ဒီလိုအရသာလည်းမထင်ရှားအစင်းလည်းမထင်ရှားအနံလည်းမထင်ရှားဘူးဆိုရင်စေးအဖြစ်တောက်သုံးခွင့်ရှိပါတယ်အဲ့ဒီလိုမှမဟုတ်ဘဲနဲ့အရက်အတိုင်းစေးပြည့်ဝါပြည့်တောက်မယ်ဆိုရင်တော့ယဟန်တောက်ပါကအဘက်သင့်ပါတယ်လူတောက်ပါကတီလာပြတ်ပါတယ်နော်အရှင်ဖေယမေးလျှောက်ခွင့်ပြုတော်မူပါတပည့်တော်အနေနဲ့မောရသုတ်ပရိတ်တော်နဲ့ပတ်သက်ပြီးစိတ်ထဲမရှင်းလင်းတာလေးတစ်ခုရှိပါတယ် ဟောရာတို့မြန်မာပြအနက်မှာနေမင်းအားရှ िख ိုးပါဤဆိုပြီးကတော်တဲ့စာပိုက်ပါပါတယ်။နောက်ပြီးဖျားရှင်ကိုရှ िख ိုးကတော်တဲ့စာပိုက်လဲပါပါတယ်။အဲ့လိုဆိုတော့ဟောရာတို့ပြိတ်ကိုရွတ်တိုင်းတပြည့်တော်ကအသက်မရှိတဲ့နေကိုဖျားနဲ့တဒန်းတဲထားပြီးပူဇော်ကတော်တယ်လို့ဖြစ်နေတယ်။တရဏဂုံညှို့နှမ်းမလားလို့လဲတန်တရာဖြစ်မိတဲ့အပြင်နေကိုကတော်ပူဇော်တာကလူရိုင်းအဆင့်ကိုးကွယ်မှု ဖြစ်နေတယ်ဆိုတဲ့အတွေးကအမြဲတမ်းဖြစ်နေလို့ ယုံမာတန်တရားကင်းစေဖို့ရှင်းပြဟောပြဆုံးမပေးတော်မူပါအမားပါခဲ့ရင်ခွင့်လွတ်ပါဖရာတဲ့ကျေးဇူးရှိလို့တာမန်ရှိခိုးကတော့တာဟာတရဏဂုံမညွန်းနှမ်းပါဘူးတရဏဂုံမပြတ်ပါဘူးနော်ဖရာတရားတန်ကယရနာ၃ပါးမှလွဲ၍မကိုးကွယ်တဲ့မကိုးကွယ်ထိုက်တဲ့အရာတွေကိုကိုးကွယ်တဲ့အနေနဲ့ရှိခိုးပူဇော်မှသာတရဏဂုံညွန်းနှမ်းခြင်းတရဏဂုံပြည့်ခြင်းတွေဖြစ်ပါတယ်ကျေးဇူးရှိတဲ့ပုဂ္ဂိုလ်တွေကို ရှေခိုးကတော့လို့တရဏဂုံညှို့နှမ်းခြင်းတရဏဂုံပြက်ချင်းတွေဖြစ်ရမယ်ဆိုရင်မိဘကိုရှေခိုးတဲ့လူဆရာသမားကိုရှေခိုးတဲ့လူကျေးဇူးရှိလို့ကျေးဇူးရှင်ကိုရှေခိုးတဲ့လူတွေဟာတရဏဂုံညှို့နှမ်းခြင်းတရဏဂုံပြက်ချင်းတွေဖြစ်ပါပြီเนาะဒါကြောင့်တာမန်ရှေခိုးကတော့ခြင်းဟာတရဏဂုံပြက်ချင်းတရဏဂုံညှို့နှမ်းခြင်းမဖြစ်ပါဘူးဖခင်အလောင်းကမောရတုံမှာ နေမင်းကိုရှေခိုးကတော့တယ်ဆိုတာဟာကိုယ်ွယ်ပူဇော်တဲ့အနေနဲ့ရှေခိုးကတော့တာမဟုတ်ပါဘူး ကျေးဇူးရှိလို့ရှ िख ိုးကတော့တာဖြစ်ပါတယ်။ဘာကြောင့်လဲဆိုရင် နေမင်းဟာလောကအပေါ်ကျေးဇူးများပါတယ်။နေမင်းကြောင့်လောကသူလောကသားတွေဟာအလင်းရောင်ရကြရပါတယ်။အဲ့ဒီအချက်ကိုရည်ရွယ်ပြီးတော့ဖရာအလောင်းဟာနေမင်းကိုရှ िख ိုးကတော့ခြင်းဖြစ်ပါတယ်။ကိုးကွယ်ပူဇော်တဲ့အနေနဲ့ရှ िख ိုးကတော့ခြင်းမဟုတ်ပါဘူးနော်။နောက်ပြီးမောရသုတ်ပရိတ်တော်ကိုရွတ်တဲ့လူတိုင်းဟာလည်းပဲနေမင်းကိုအာယုံမပြုကြပါဘူး။ဖရာဟောပရိတ်တော်ကိုပဲအာယုံပြုပြီးတော့ ဖယားရှင်ကိုပူဇော်တဲ့အနေနဲ့သာမောရတုပရိတ်တော်ကိုရုပ်ဖက်ပူဇော်ကြပါတယ်။နားလည်ပါစေနော်။သူတပားကိုဝေဖန်မဲ့အစားကိုကိုတိုင်ကောင်းအောင်သာကြိုးစားပါ။ဝေဖန်တာ လူတိုင်းလုပ်နိုင်တယ်။အရန်တင့်စားပြီးဝေဖန်စာတွေရတန်းကရက်ပါတဲ့။ဒီမှကဖယားရုပ်ပွားတော်တွေကိုမလို့အဖဲနဲ့ရေသက်ပေတာတွေမလို့ဖို့ဦးစဉ်ပြောထားတဲ့ပုံထဲမှာနာမန့်ထားတာပါ။ဒီလိုမန့်တွေကိုပြန်တဲ့အခါမှာတချို့က ခွေးဟောင်တိုင်းထမကြည့်ပါနဲ့အေးရပြက်ပါတယ်လို့ပြောပါတယ်ခွေးဟောင်တိုင်းထမကြည့်ခြင်းပေမဲ့ခွေးဟောင်တန်ကြားရင်အေးရပြက်လို့ခွေးမောင်းဖို့တော့လိုတယ်ဒါကြောင့်ခွေးမောင်းလိုက်ပါအောင်မယ်နော်ကို့အတွက်မောင်းတာတော့မဟုတ်ပါဘူးသူများအတွက်မောင်းပေးတာပါဦးသိန်းကိုဝေဖန်တယ်တဲ့ဟုတ်ပါတယ်ဦးသိန်းကဝေဖန်ပါတယ်ဝေဖန်တယ်ဆိုတဲ့နေရာမှာဦးသိန်းကဘာသာရေးကိုပဲဝေဖန်တာလူမှုရေးတွေမဝေဖန်ဘူးနော်ဝေဖန်တယ်ဆိုတဲ့နေရာမှာလည်းပဲ ဝေဖန်ခြင်းတိုင်းဝေဖန်လို့မရဘူးဝေဖန်နိုင်တဲ့ပညာရှိမှဝေဖန်လို့ရတာဥစဉ်တို့ကိုးကွယ်တဲ့မြတ်စွာဘုရားကိုတော်တိုင်ကလည်းပဲဝေဖန်စီစီချင်းဆိုတဲ့ဝိပိစဝါဒကိုလက်ကင်ကျင့်သုံးတဲ့ပုဂ္ဂိုလ်ဖြစ်တယ်။ဒါကြောင့်ဗုဒ္ဓဘာသာဝင်မှန်ရင်ဘာသာရေးနဲ့ပတ်သက်ပြီးဝေဖန်စီစီပြီးမှသာလက်ခံကျင့်သုံးရမယ်။ဝေဖန်စီစီမှုမရှိဘဲနဲ့ဒုသမျှအရာတိုင်းကိုလက်ခံကျင့်သုံးပြင်နေရအောင်ဗုဒ္ဓဘာသာကအောက်လိုပဲစားဘာသာမဟုတ်ဘူး။ ညာနဲ့တိဆောက်ထားတဲ့ပညာဓိကဘာသာเนาะအဲ့ဒါကိုမန့်ပန်ရှင်အနေနဲ့သိအောင်အရင်ဆုံးကြိုးစားပါဦးနောက်ပြီးမြတ်စွာဘုရားကိုတော်တိုင်ကလည်းပဲသင်္ကလောဝါဒတုတ်တံမှာဦးဇင်းတို့ယဟန်တော်တွေကိုလူတကာတကာမတို့အပေါ်၌ပြုကျင့်ရမည်ကျင့်ဝတ်၆ပါးကိုဟောကြားခဲ့တယ်အဲ့ဒီကျင့်ဝတ်၆ပါးကဘာတွေလဲဆိုရင်၁ပါပါနိဝါရင်တိမကောင်းသောတရားမှတားမြစ်ပေးခြင်း၂ကလျာဏိနိဝေတင်တိကောင်းသောတရား၌ညွှန်ကြားပေးခြင်း ၃။ကလျာဏိနမနတာအနုကံပန္တိကောင်းသောစိတ်ထားဖြင့်အစဉ်ဆောင်လျှောက်ပေးခြင်း။၄။အတုတံတာဝန္တိမတိသေးသည်ကို နားလည်အောင်ဟောပြောပေးခြင်း။၅။သူတံပရိယောဒါပင်တိကြားဘူးသည်ကို ခိုင်မာအောင်ထပ်မံ၍ဟောကြားပေးခြင်း။၆။တက္ကတမကံအာစိတ်ခန္တိလွတ်မြောက်ရာလမ်းအမှန်ကိုဟောကြားပေးခြင်းတို့ဖြစ်တယ်နော်။အဲ့ဒီကျင့်ဝတ်၆ပါးနဲ့အညီလူတကာတကာမတို့ကိုစောင့်ရှောက်ရမယ်လို့ မြတ်စွာဘုရားကတာဝန်ပေးခဲ့တဲ့အတွက်ကြောင့်ဦးစင်းကကိုတာဝန်ကိုဆောင်ရွက်တာအဲ့ဒါကိုမတ်ပိုင်ရှင်ကမသိဘဲနဲ့ပောက်ကရတွေဝင်မပြောနဲ့နော်ကိုပညာမရှိတာကိုလူတွေသိကုန်လိမ့်မယ်ကိုပညာမရှိတာကိုကိုဘာသာကိုသိပြီးတယောက်တည်းတိတ်တိတ်ကလေးနေပါဦးစင်းကစေတနာနဲ့ပြောတာပါနော်ကျမ်းမှာချမ်းသာပါစေ